လုံးမဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရစေ။ဒီမှာခုတင်ဆက်ပေးမယ့် video လေးကတော့เนาะအခုတလောနာမည်ကြီးနေတယ်เนาะ။တန်ဂိုရီးယားကနာမည်ကြီးနေတယ်တက်တော့စေလီเนาะ။ယွန်းချီယာရဲ့ live link မှုမိနစ်30အကြာမှာเนาะတော်ကက်ခံရတဲ့အကြောင်းကိုပြောပြလာတဲ့အမတယောက်ရဲ့ view file လေးဖြစ်ပါရစေ။ညီမနဲ့အတူတူ video လေးဆုံးနေလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။အဲ့ဖြင့်ပြီးတော့မိနစ်30အကြာမှာတော်ကက်ခံရတဲ့အဲကိုရီးယားက အယွန်းကြီးရာဆိုတဲ့ကောင်မလေးကြောင့်ကျွန်မပြောပြမယ်နော်အခုလောလောဆယ် Facebook မှာလုံးဝကရက်ထားတယ်ရှင်တို့မသိတဲ့အကြောင်းကျွန်မပြောပြမယ်နော်အခုအဲ့ရရေလုံးဝရေပန်းစားတယ်တော်ကတ်တဲ့အကြောင်းကြီးရပါတော့အဲ့ကောင်မလေးကတောင်ကိုရီးယားနိုင်ငံမှာ follower 3သိန်းပိုင်ထားတဲ့အဲ TikTok ဆယ်လီတူပေါ့နော်သူက like လေးအငြင်းပြွင့်တယ်။သူ like လွှင့်တဲ့အချိန်တိုင်းကျမတို့ gift လေးပေးလို့ရတာလေ TikTok မှာသိရမလား။အဲ့ဒါသူ့ကိုအငြင်းရ support လုပ်ပြီးတော့ gift ပေးနေတဲ့အမျိုးသားနာမည်ကချွဲတယ်။အဲ့အမျိုးသားသူ့ရဲ့အမှန်ကန်ပြိတ်တဲ့ ူကအများကြီးပေးနေတာသူကအားလုံးပေါင်း total dollar 9000နီးပါးသူ့ကိုပေးခဲ့တာ9000ဆိုမြန်မာငွေဆိုသိ3000နိုင်ငံနီးပါးရှိတယ်။ကာမာလေးကိုအဲ့လိုမျိုးပေးပြီးတော့သူကအများအဲ့လိုမျိုးအများပေးထားတဲ့အခါကျတော့သူရင်းနှီးမှုရရချင်လို့ကာမာလေးကိုအဲ့လိုအများပေးရပါတော့။နောက်မှသူက offset ဖြစ်ပြီးတော့ကာမာလေးကိုသူကအရန်ထိန်းချုပ်ချင်တာ control လုပ်ချင်တာ။ကာမာလေးကကျမထင်တော့သူလက်မခံဘူးထင်ပါရဲ့။ အဲ့ဒီ chair ဆိုတဲ့အမျိုးသားကလေသူ့ကိုသူကုမ္ပဏီလုပ်ငန်းပိုင်ရှင်စီးပွားရေးလုပ်ငန်းပိုင်ရှင်ဆိုသူကကောင်မလေးကိုလိန်ထားတာတကယ်တော့သူကသူ့ရဲ့အိမ်တွေတောင်သူကပေါင်ထားတာပေါင်ပြီးကောင်မလေးကို support ပေးတာကောင်မလေးကတော့မသိဘူးပေါ့နော်သူကကောင်မလေးကိုရင်းနှီးမှုရချင်စိတ်နဲ့စီးပွားရေးတွေဘာတွေလုပ်ဖို့တောင်သူကပြောတာကောင်မလေးကလည်းအကုန်လုံးလက်မခံဆိုတဲ့အခါကျတော့သူကတနေ့ကောင်မလေးနောက်ဆုံးပေါ့နော် live stream ထွက်တဲ့အချိန်မှာသူကအဲ့အိမ်ကိုတွားတာကောင်မလေးတော်ကေပြီးတော့ရဲရီ CCTV ကိုပြန်ဆက်တဲ့အခါမှာအဲ့ကောင်လေးကကောင်မလေးလိုက်လွင့်ပြီးတော့အိမ်ကိုရောက်လာတယ် ရောက်လာပြီးကောင်မလေးကိုဟိုလုတ်ပါဒီလိုလုတ်ပါဆိုကိုကူထုတ်လုတ်မှာပေါ့နော်ကောင်မလေးကိုသူဒူးထောက်ပြီးတောင်းမှန်တယ်ကောင်မလေးကလက်မခံတော့ခဏနေကြတော့သူကလေအတင်းအာရမကားရောဆဲခေါ်သွားပြီးကားထဲမှာရဲ့စပေါကပ်လိုက်တာအဲ့ဒါကို CD မှာရဲကြီးကပြန်တွေ့ပြီးကောင်လေးကိုတော့ဖမ်းမိသွားပြီးပေါ့နော်အဲဆောင်လို့ပြောချင်တာကမိန်းကလေးတွေဆိုရှယ်မီဒီယာမှာအပြင်မှာကောမယုံကြပါနဲ့လို့မိန်းကလေးယောက်ျားလေးရောမဟုတ်ပေါ့နော်အခုဂျပန်မှာကျတော့ယောက်ျားလေးကတော်ကြီးတဲ့ကိစ္စပေါ့နော်အဲဆောင်လို့အကုန်လုံးတတိတတိထားကြပါလို့ဆိုရှယ်မီဒီယာလည်းအခုကျတော့အစိတ်တော့ဖြစ်နေနိုင်နေပေါ့နော်လိုင်းပေါ်မှာတော့အဲ့ဒါကြီးကရန်ကို ပြန်နေပေါ့နော် Facebook မှာတော့ဟုတ်တယ်နော်အခုဆိုလို့ရှိရင်တနေရာမှာတစ်ခုဖြစ်ပြီဆိုရင်နောက်တနေရာထပ်လိုက်ဖြစ်နေကြတာနော်အခုကအရန်ကိုကြောက်ဖို့ကောင်းတယ်နော်ဆိုရှယ်မီဒီယာခေတ်ဆိုတော့နော်ဒါကြောင့်မလို့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်နော်အယုံလည်းမလွယ်မိပါစေနဲ့နော်ဘ누구မှလည်းမယုံကြပါနဲ့နော်ဒါကြောင့်မလို့အပြစ်နေပါလေသွားမယ်လာမယ်ဆိုရင်အထူးပြုစိုက်ကြပါနော်နောက်ထပ်ဗီဒီယိုလေးကတော့ရန်ကုန်မှာဖြစ်သွားတယ်နော်ဟိုတယ်အခန်းနံပါတ်902ကတော့ကခံရတဲ့တကယ်ကောင်မလေးကနင့်နာလူဖြစ်တဲ့အတွက်နော် ူ့ကိုမကောင်းတဲ့ comment တွေမမှန်းကြပါနဲ့တော့ဆိုပြီးတော့တောင်းဆိုလာတဲ့အမတယောက်ရဲ့ view file လေးပဲဖြစ်ပါတယ်။ဒီမနဲ့တူစက်ကြည့်လိုက်အောင်နော်။ဒီမတိတ်ခဲနဲ့ပတ်သက်တဲ့ video လေးတင်ခြင်းလို့ပေါ့နော်။အာဒီလူသတ်မှုရဲ့ comment တွေထဲမှာမြင်ရတာပေါ့နော်။အာတကယ်ပဲတည်သွားတာဘာဖြစ်လဲလို့အတကယ်တည်သွားတည်သွားအေးလာပဲလို့အဲ့လိုမျိုးကိုမန့်ကိုမန့်တဲ့အကောင်အဲ့အကောင်၃កောင်လောက်ရှိတယ်နော်တကယ်ကိုလူလို့ကျမလေးမသုံးနှုံးခြင်းကိုတည်လာတကယ်အောက်တန်းစားအကောင်လေး နော်သူတို့မှာနှမတွေအမတွေအမေတွေမရှိတာလားပေါ့နော်ဒီဒိတ်ခဲဆိုတာလေလူပဲကျမပြော ပြမယ်ပြီးခဲ့တဲ့လတွေတုန်းကဒီဒိတ်ခဲတွေပတ်စံနေနဲ့လေလိုင်းပေါ်မှာဖုံထားတဲ့အချိန်မှာသူတို့ကိုဗလိန်းတာကျမထိတ်ဆုံးကနေပြီးတော့ကျမဗလိန်းနေနော်ဒါကျမအမှန်တိုင်းပြောတာဒါပေမဲ့အခုလိုမျိုးမတရားခံခံရတာကိုကျမတို့လက်သင့်ခံပြီးတော့ပျော်ပေးစရာအကြောင်းရင်းလုံးဝမရှိဘူးလုံးဝမရှိဘူးဒါကလေ အခုလိုမျိုးသေသွားလဲအေးတာပဲလို့ပြောတဲ့အကောင့်တွေကိုကျမပြောချင်တာကလေဒီဒိတ်ကဲသူတို့ရဲ့ကံအကြောင်းမလှလို့သူတို့ကဒီဒိတ်ကဲလှုပ်ရှားတယ်ဆိုတာလေသူတို့မိသားစုအတွက်သူတို့စီးပွားရှာနေရတာကွာဟုတ်တယ်မလားသူတို့မိသားစုအတိုင်းဝိုင်းဗတ်ချမ်းမှာလဲသူဟာတန်ဖိုးရှိတဲ့မိန်းကလေးဖြစ်နေနိုင်တယ်ပြီးတော့လဲအသက်ငယ်ငယ်ချောချောလေးဖြစ်တဲ့တဲ့သူ့ဘဝရှည်ရည်ဆိုတာလဲရှိနိုင်တယ်နော်သူ့မှာလဲကွာ ဟိုရီမန်းချက်တွေငါဘယ်ရာပြည့်ဘလို့အဲ့လိုမျိုးတွေသူ့မှာလဲမျောလင်းချက်တွေရီမန်းချက်တွေရှိမှာပဲလေဟုတ်တယ်မလားဒေကဲဖြစ်နေလို့ဒီလိုမျိုးမတရားတာကိုလောက်တာကိုလည်းအာလက်ခံပေးရမယ်ဆိုတာမျိုးကိုလေဘယ်လူမှလက်မခံပေးဘူးအခုလိုမျိုးကွန်းမန့်မန့်တဲ့အားတွေကလူအသိစိတ်ပြောင်းနေတဲ့အကောင်နေသိလားနော်ကို့မှာလည်းနှမတွေအမတွေနင်တို့နင်တို့နှမတွေအမတွေကိုနင်တို့တန်ဖိုးထားတယ်မလားသူတို့ရဲ့မိသားစုတွေကလည်းဒီ ဒီကောင်မလေးတွေဘလောက်ခံစားရမလဲကိုချင်းစာကြည့်ပါဦးဘလောက်ရင်ကွဲမတက်မတရားခံရတာဒါကလေမတရားခံရတာဒီကောင်မလေးမှာဒီလိုမျိုးအလုတ်ခံရလောက်တဲ့အပြစ်ဘာမှရှိမနေဘူးအပြစ်တစ်စက်မှရှိမနေဘူးသိလားအခုဟာကကွာမတရားလဲအသက်ခံရသေးလေထပ်ပြီးတော့လဲအစော်ကားခံရတယ်ကွာမိဘတွေရဲ့နေရာကိုဝန်ခံစားကြည့်စမ်းပါပြီးတော့ဒီကောင်မလေးဒီနေရာမှာ ဘလောက်ကြောက်သွားမလဲဘလောက်နာနာကျင်ကျင်နဲ့ဘလို့ပုံစံမျိုးနဲ့အသက်ထွက်သွားရလဲရှင်တို့ရဲ့အသားကိုကိုကနဲ့ကိုဒီလေမတော်မဆထိမိတော့ဘလောက်နာလဲ तू तू ခံစားသွားရတဲ့ဝေဒနာတွေဘလောက်ညာလဲလူချင်းချင်းကွာသူ့မှာဘာပြစ်တွေရှိနေလို့လဲဒိတ်ကဲဖြစ်တာအပြစ်မဟုတ်ဘူး ဒိတ်ကဲဖြစ်နေတာအပြစ်မဟုတ်ဘူးဒိတ်ကဲဖြစ်နေလို့လဲဓာရီကိုဒီလိုမျိုးလောက်ရက်တီကိုလက်ခံပေးစရာလုံးဝအကြောင်းရင်းမရှိဘူးကိုချင်းစာစိတ်ထားကြည့်ပါလားသူ့မိဘတွေရဲ့ဒီကိုမတ်နေကိုမြင်ရတဲ့အချိန်မှာဟမ်ဒီကလေးမလေးဘလို့ပုံစံနဲ့ခံစားပြီးသိဆုံးသွားရလဲဆိုတာ မှန်တယ်နော်သူ့အကြောင်းကြောင့်ကြောင့်ဒိတ်ခဲလှုပ်ရှားနေရတယ်ဆိုပေမဲ့နော်ခုလိုမျိုးတော့ကတ်ခံရတော့အကြောင်းရင်းဘာတစ်ခုမှမရှိဘူးနော်ဒါကြောင့်မလို့သူ့ကိုနော်မကောင်းတဲ့ comment တွေပါတွေပေးနေဆိုလဲဒါသူ့သူ့အပြစ်မှမဟုတ်တာနော်ဒါလိုမျိုးတွေမရေးကြပါနဲ့နော်ဒါကသူကနော်နစ်နာသူဖြစ်တဲ့အတွက်နော်ဒီလိုမျိုးတွေဆက်ပြီးမကောင်းတာတွေပြောနေတာじゃနော်သူ့ကြံခဲ့တဲ့သူ့မိသားစုတွေအတွက်နော်ဘလောက်ထိတောင်မှနော်ရင်ထဲမှာမကောင်းလိုက်မင်းနော်ဒီမိုက်ဗီဒီယိုလေးကဒီလောက်ပါပဲရှင့်နောက်ဗီဒီယိုလေးမှာပြန်လည်ဆောင်တွေ့ကြမယ်ရှင့်